ဗမာတယ်လီဝေရှင်ပရိသတ်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန်းရောင်းမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါအောင်ရှင်စစ်ကောင်စီလက်အောက်ခံပြည်သူ့စင် PNOBN နေမှာဗိုလ်ကြီးခွန်စောရခိုင်တိုက်ပွဲမှာတည်ဆွန်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အကြမ်းမဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ပအိုးအမျိုးသားအဖွဲ့ချုပ် PNOPN မှာဗိုလ်ကြီးခွန်စောသည်စခိုင်းတိုင်ပွဲမှာတည်ဆုံသွားကြောင်းတည်ဆုံသူဗိုလ်ကြီးခွန်စောဤမိတ်ဆွေများကပြောဆိုပါသည် မလ15ရက်နေ့ရခိုင်တိုင်ပွဲမှာဘိုကြီးခွန်စောတည်ဆောသွားခြင်းဖြစ်ကြောင်းနိုင်ရေးရက်လက်ဆန်းသူကိုဖိတ်ကြားထားကြောင်းဘိုကြီးခွန်စောသည် PNO ပြည်သူ့ဆက်ဖွဲ့ဝင်ဖြစ်ပြီးစီဆိုင်မျိုးဖျားဖြူရက်ကွက်မှာနေထိုင်သူဖြစ်ကြောင်းသိရှိရပါသည် PNO ဘိုကြီးခွန်စောကစီဆိုင်ဖျားဖြူရက်ကွက်ကပါသူကပွဲရပြီးမှစစ်တပ်ထဲဝင်လာပါအရင်ပြည်သူ့ဆက်ကနေတပ်ထဲဝင်လာဒီုံနီးပညာပိုင်းတာဝန်ယူထားရတဲ့ဗမာစစ်သားတွေနဲ့ပေါင်းပြီးရက်ခိုင်တိုင်ပွဲမှာသွားတိုင်ရင်တည်ဆုံသွားတာလို့မိတ်ဆွေတအူးကရှင်းပြပါသည် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်တပ်ဖွဲ့ဝင်များကအကြမ်းဖက်စစ်ကောင်စီနဲ့အတူရှေ့တန်းစစ်မြေပြင်များမှာပူပါပါဝင်တိုက်ခတ်မှုများလှုံ့ဆော်နေကြောင်းသိရပါလိမ့်ရှင်။ဆလံပင်လေးမျက်နှာမှတိုက်ပွဲဖြင့်အေယာဝတီတိုင်းစစ်အေဒီယာကျဲပြန့်လာစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်အတွင်းပတေမုံရွာလမ်းမရှိကျေးရွာအချို့မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီကဒေသရင်းဆက်ဆက်မြို့နယ်များမှာစစ်ဆေးမှုများကိုတင်ကြပ်ထားပါတယ်။ ရေကြီးဘက်ကနေပိတ်သိမ်းဟင်္ဒရာဘက်ကနေဝင်တဲ့လမ်းတွေလည်းအရင်စစ်စေးနေတဲ့တိုက်ပွဲကညကစဖြစ်တာ PDF တွေဝင်လာတယ်ဆိုပြီးအကြမ်းမဲ့စစ်တပ်ကစပြီးစစ်ကြောင်းထိုးတာဖြစ်နေတာလို့လေမျက်နှာမျိုးကန်တူကပြောပါတယ်။မုံရပသိမ်းလမ်းပင်ရှိဆက်ဆက်ရွရွာနေချင်းလေရွာပတ်ဝန်းကျင်ရှိရိုးမတော်အတွင်တနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောပါတယ်။လေမျက်နှာမျိုးနယ်တင် ဟင်္ဒရာခရိုင်အတွင်မှာပေါဝင်ပါတယ်။ဒါအပြင်ရေကြီးမြို့နယ်မြောက်ဆန်းရွာရှိစက်ကောင်စီအမြတ်တပ်အမတ344နဲ့လည်းဒေသချင်းဆက်ဆက်နေပါတယ်။ချင်းလွယ်ရွာကိုဝင်ပြီးဒေသခံတွေကိုအပြင်ထွက်ခွင့်မပေးဘဲစစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းတင်ထားတဲ့အထူးသဖြင့်ဒေသခံတွေကိုမဲမဲနေထားရှိတယ်လို့ PDF များနဲ့နေဆက်သူတအူးကပြောပါတယ်။ ရချင်းမျိုးနယ်အတွင်းစီရင်းနေတာလန်းဆောင်ဆက်ဆက်ရွယ်လန်းဆောင်တို့ကိုစစ်ကောင်စီကမလ18ရက်နေ့မနက်ပိုင်းမှာပိတ်ခဲ့ပြီးနောက်ရင်းနေတာလန်းဆောင်ကိုပြန်လည်ဖွင့်ပေးပြီးမြန်ဆက်ဆက်ရွယ်လန်းဆောင်ကိုဆက်လက်ပိတ်ထားပါတယ်။ဒါကြောင့်ဒေသခံပြည်သူများသတိထားသွားလာကြရန်ရချင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမလ18ရက်နေ့မှာထုတ်ပြန်ပါတယ်။အမတာ344ကိုလည်းစစ်ကောင်စီကအင်အားထပ်မံဖြည့်သိမ်းနေပြီးဘဏ်ကအသေးများတူနေကြောင်းသတင်းရရှိပါသည်။ အမတာ344ကလက်ရှိတိုက်ပွဲများဖြစ်နေတဲ့တာပေါင်းမြို့နယ်ဘက်သို့ပြစ်ကူပေးနေသည့်အမြောက်တရင်ဖြစ်ပါတယ်အဆိုပါနေရာကုန်အေအေကပြစ်မှတ်ထားတိုက်ခိုက်သိမ်းယူနိုင်ကြောင်းစီရီယံပိုကြီးစင်ရောကတုံ့တက်ထားပါတယ်။အေယာဝရီတန်အတွင်ပီကတိစန္ဒဝိုင်းလကရွှေတောင်ရံမြို့နယ်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်တို့မှာစခိုင်းယူမှနေဆက်ဆက်နေရာများမှာတိုက်ပွဲများပြင်းထန်ခဲ့ပါတယ်။ အစောပိုင်းတိုက်ပွဲများမှာစစ်မှုထံဥပဒေဖြင့်စစ်သားစုဆောင်ခံထားရသူများကိုစစ်ကောင်စီကအုံပြုခဲ့ပြီးတည်ဆုံးတရားရသူထွက်ပြေးသူများပြခဲ့ပါတယ်ရှင်။ဆက်လက်ပြီးကတားမျိုးတို့ထွက်ပြေးနေသည့်တမခွန်ခွန်မှစစ်ကူစစ်ကြောင်းကို KIA ပူပေါင်းတပ်ကလိုက်လံတိုက်ခိုက်မှုစစ်သား34ဦးထိအရှင်ဖမ်းမိထားဆဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းနိုင်ကတားမျိုးတို့ထွက်ပြေးနေသည့်အကြမ်းမဲ့စစ်ကောင်စီတပ်၏တမခွန်ခွန်မှစစ်ကူစစ်ကြောင်းကို KIA ပူပေါင်းတပ်ကလိုက်လံတိုက်ခိုက်ရာ စစ်သား34ဦးအထိအစီအဖမ်းမိထားကြောင်း KIAC ရဲ့တင်းကျင်းမြက်ကပြောပါတယ်မလ15ရက်နေ့နဲ့16ရက်နေ့တို့မှာကတာမျိုးပတ်မှာအင်းတော်မျိုးပတ်တို့စစ်ကိုလာတဲ့တမခွန်ခွန်မှာအင်းအား150ပေါင်အကြမ်းမဲ့စစ်ကောင်စီစစ်ကြောင်းကို KIA PDF ပူပေါင်းတပ်များကခြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား40သေဆုံးပြီး30ဦးအဆင့်ဖမ်းမိကလက်နက်ခဲယံအများအပြားတင်စီရစီခဲ့ကြောင်းသိရှိရပါတယ်။ ထို့တို့တိုက်ခိုက်ခံရပြီးနောက်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကကတားမျိုးနယ်ဘက်ကိုဖွဲ့စည်းပုံပြန်၍ထွက်ပြေးနေခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များကလည်းနောက်မှလိုက်လံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဇန်နီမလာ၁၉နေရက်နေ့မှာအဆိုပါအကြမ်းမဲ့စစ်ကောင်စီစစ်ကြောင်းမှတပ်သားလေးဦးကို KIA ပူးပေါင်းတပ်ကထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး စုစုပေါင်းအစီအဖမ်းဆီးရမည်သည့်စစ်ကောင်စီတပ်သား၃၄ဦးအထိရှိလာပြီဖြစ်ကြောင်းသိရှိရပါသည်။ ကြံစည်နေသည့်ထွက်ပြေးလွတ်မြောက်နေသောစစ်ကောင်စီတပ်သားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးနေမြေရှင်းလင်းရေးများနဲ့စစ်တမ်းလုံဆောင်လျက်ရှိကြောင်းသိရှိရပါသည်ဒီကနေ့ကတားမျိုးဘက်ကိုဖွဲ့စည်းပုံပြက်ပြီးခြေဦးတရာထွက်ပြေးနေတဲ့စစ်ခွေးတွေကလေးကောင်ကိုထပ်မံအစင်ဖမ်းဆီးမိပါတယ်။စုစုပေါင်းဖမ်းဆီးရမိတာ34ဦးအထိရှိလာပြီးကြန့်ရှိနေတဲ့စစ်ခွေးတွေကိုလည်းလိုက်လံဖမ်းဆီးနေပါတယ်။နေမျိုးရှင်းလင်းရေးတွေလည်းဆက်လက်လုပ်ဆောင်နေပါတယ်လို့ KNA ရဲ့သတင်းရှင်းပြကပြောပါတယ်ရှင်။ ဆက်လက်ပြီးပြည်ပနိုင်ငံများသို့အလုအကိုင်းဖြင့်တွားရောက်မှုများအလုံးကိုကန့်သက်စစ်ဆေးလိုက်ကြောင်း စစ်ကောင်စီကတရားဝင်အသိပေးကြေညာဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်မြန်မာနိုင်ငံမှာပြည်ပနိုင်ငံသူအလို့အကန့်ဖြင့်တွားရောက်မှုများအလုံးကိုကန့်သက်စစ်ဆေးလိုက်ပြီးဖြစ်ကြောင်းစစ်ကောင်စီကပြည်ပအလို့ကန့်အင်ဂျင်စင်များသို့ယနေ့မှတရားဝင်အသိပေးကြေညာလိုက်ကြောင်းသိရှိရပါသည်စစ်ကောင်စီကဖေဖော်ဝါရီလ14ရက်နေ့မှစတင်၍ပြည်ပအလို့ကန့်ဖြင့်တွားရောက်မှုများကိုရပ်ဆိုင်းလိုက်ပြီးနောက်မလ10ရက်နေ့မှာ PJ နိုင်ငံကိုလက်မှတ်ဖြင့်ပြပသွားမည်အလုံးအလုံတမန်ဝင်ကြီးဌာန၏ခွင့်ပြုချက်မရှိပေတာရောက်ခွင့်မပြုဟုကြေညာခဲ့ကြောင်းရန်နောက်ဇန်နဝါရီလ18ရက်နေ့မှအလုံခေါ်စာအဟောင်းများဖြင့်ပြပစေလွှတ်မှုများဆောင်ရွက်မှုများဆောင်ရွက်ပြီးမှသာအလုံခေါ်စာအသင့်ဒီမန်လက်တာအသင့်များကိုစစ်ဆေးခွင့်ပြုပေးမယ်လို့အေဂျင်စီများထံသို့အကြောင်းကြားလာကြောင်းသိရှိရပါသည်စနေဝိုင်လာ30ရည်နှစ်မှတိုင်းပြီးအတည်ပြုထားတဲ့အလုတ္တမစာချုပ်တွင် အလုတ်ခေါ်စာတွေကိုအရင်ရှင်းခိုင်းနေပြီးမှအလုတ်ခေါ်စာအသစ်တွေခွင့်ပြုမယ် ဖြန့်ပြုတ်မယ်ဆိုတာကလည်းအကွန်စစ်စစ်မယ်အရေးအတွက်ကန့်သက်မယ်လို့အလုံသမားညွန်ကြားရေးဦးစီးဌာနဘက်ကပြောလာပါတယ်အလုံခေါ်စာတိုင်းကိုချမှတ်ပေးတော့ဘူးတက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံတွေကစစ်စစ်မယ်ပွားမဲ့လူတွေကိုလည်းစစ်စစ်မယ်အရင်လိုတော့မမြန်တော့ဘူးပြည်ပကောင်အလုံးနဲ့ထွက်ဖို့ကအနည်းဆုံး6လကနေတနည်းလောက်တော့အချိန်ယူရမယ်လို့ပြည်ပအလုံးကအေဂျင်စီပိုင်ရှင်တို့ကရှင်းပြပါတယ်။အလုံးသမားညွန်ကြားရေးဦးစီးဌာနမှတရင်ရင်မြစ်ကတလားလည်ရင်ပြည်ပသူအလုံးသမားထွက်ခွာခွင့် တထောင်ဦးဝင်းကျင်နာခွင့်ပြုမယ်လို့သိရှိထားကြောင်း၎င်းကပြောဆိုပါတယ်။ဒါအပြင်ပြည်ပအလုပ်ကိုင်အေဂျင်စီများအနေဖြင့်မိမိစီလွတ်သောအလုပ်သမားများ၏အိမ်တို့ငွေပြန်ပုံမှုနိုင်ငံတော်မှလိုအပ်ရွေးစင်ခေါ်ပါကအမိနိုင်ငံပြန်လာစေရန်ခေါ်ဆောင်ပေးရမည်ဆိုသောဝန်ခံချက်ကိုပါလုံဆောင်ရမည်အခြေအနေရှိနေကြောင်းအေဂျင်စီသားဝိုင်းကဆိုပါတယ်။မင်းကလေးတွေလွတ်တယ်ဆိုရင်လေသူ့အိမ်ကိုငွေပြန်ပို့ဖို့အခွန်ဆောင်မှုအဲ့ဒါတွေကိုတာဝန်ယူပေးရမယ်။ လိုအပ်လို့နိုင်ငံကိုပြန်လာဖို့ပါခေါ်ဆောင်ပေးရမယ်လို့ပြောတယ်။အဲ့ဒါကတော့တရားဝင်မတရားသေးဘူး။သတင်းတွေကတည်နေရတာသူများနိုင်ငံရောက်နေတဲ့သူတွေကိုအိမ်ပြန်လာပါဆိုပြီးဘယ်လိုခေါ်မလဲ။အခွန်ဆောင်တာနဲ့အိမ်ကိုငွေပြန်ပို့ဖို့ကတော့ပြောလို့ရပါတယ်လို့ထိုင်းနိုင်ငံသူအလုပ်သမားများဆေလွန်နေသည့်ပြည်ပအလုပ်ခွင့်အေဂျင်စီလုပ်ငန်းစဉ်တအူကဆင်ပြပါတယ်။ အကြမ်းမဲ့ဆက်ကောင်စီကအသက်၁၇နှစ်မှအသက်၃၅နှစ်အတွင်းစစ်မှုထမ်းရန်အကြောင်းဝင်သောအမျိုးသားများအလုံးပြည်ပသို့အလုကံဖြင့်ထွက်ခွာခွင့်ကိုအပြီးပိတ်ပင်လိုက်ပြီးဖြစ်ကြောင်းသိရှိရပါသည်ရှင်။ကျမ၏တင်ဆက်မှုကိုဒီမတင်ဆက်နာကျမတင်ရွှေလန်းချမ်းပြေကြပါစေရှင်။